1389ခုနှစ်ခုနှစ်အတွက်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနှစ်တစ်နှစ်လုံးမှာဓာရီဆောင်ရမယ်ဓာရီရှောင်ရမယ်ဓာရီရတော့ကောင်းတယ်ဓာရီရတော့မကောင်းဘူးစသဖြင့်တွေ့ချင်ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ ပေါင်389ခုနှစ်အတွက်ဧရင်လက္ခဏာကမ်ဘီယာပညာသူတေသည်ဆရာကြီးဦးမြတ်ဆံမရွှေညာမြေ channel မှတစ်ဆင့်ဘုဒ္ဓဘုရားသမီးများအတွက်ဒီနှစ်တစ်နှစ်လုံးမှာဓာရီဆောင်ရမယ်ဓာရီရှောင်ရမယ်ဓာရီရတော့ကောင်းတယ်ဓာရီရတော့မကောင်းဘူးစသဖြင့်တွေ့ချင်ဟောကြားပေးမှဖြစ်ပါတယ်ခင်ဗျာအကြောင်းမလို့ ပေါင်389ခုနှစ်အတွက်ဗုဒ္ဓဘုရားများအတွက်ဗုဒ္ဓဘုရားသမီးများအတွက်တည်တံ့စောင့်မျှော်ကြည့်ရှုကြဖို့တန်ကြားအပ်ပါတယ်ပေါင်389ခုနှစ်ကောသာတက္ကရမှာတော့ဗုဒ္ဓဘုရားသမီးများဟာမရဏအိမ်မှာကြာရှိပါတယ်မရဏဆိုတဲ့သဘောတရားကတော့တေခြင်းတရားဖြစ်ပါတယ်ခင်ဗျာတေခြင်းတရားလို့ခေါ်တဲ့အခါမှာလူတွေလည်းတေကြတယ်လို့ နာမည်ကြီးလည်းတည်တတ်ပါလေဥစ္စာပစ္စည်းကြီးလည်းတည်တတ်ပါလေခင်ဗျအနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့အန်ဒီရီဖြစ်စီတတ်တယ်လို့ခေါ်ပါတယ်နောက်ကံရဲ့သုံးမိုးခြင်းလည်းခံရတတ်ပါလေခင်ဗျနောက်ဥပတ်သိစီတတ်တဲ့သဘောလည်းရှိပါတယ်နောက်တစ်ခါတလေကြားလို့ရှိရင်ဗုဒ္ဓဘုဆိုတာက အကောင့်တင်ကြတာရာစင်ကိုကိုသားပြုတာဖြစ်တဲ့အတွက်ရှူရှူတိုင်းနဲ့လည်းလုတ်တတ်ပါလေခင်ဗျဒါသဘောအရပြောမယ်ဆိုရင် ရေတန်းဆိုတော့ အနေအေးပါမယ်လို့ငွေဝေးခဲ့တဲ့ပုံကူများဖြစ်ပါတယ်။ရေဆိုတာသူ့အဆူဆိုရင်အေးပါတယ်ခင်ဗျ။မီးနဲ့တွေ့ရင်ပူစေတတ်တဲ့သဘောရှိတယ်လို့ရင်နွေးပြည့်လို့ပွက်ပွက်ဆူရင်လက်နိုင်လို့မရတတ်ပါဘူး။အကြောင့်မလို့ဗုဒ္ဓဘုဆိုတာရေဓာတ်ကိုကိုးစားပြုပါတယ်။အနေအေးပါမယ်လို့ငွေဝေးလို့လည်းသတ်မှတ်ပါတယ်ခင်ဗျ။ဗုဒ္ဓဘုဆိုတာရှူကျူတိုင်းနဲ့လည်းဖြစ်ပါတယ်။အကောင့်တင်ကြတာအရာဆင်ဖြစ်တဲ့အတွက်အင်အားလည်းအင်မတန်မှကြီးပါတယ်ခင်ဗျ။ဟုတ်။နောက်တစ်ခုက ပျော်ပြောင်းနူးညံ့တဲ့သဘောတရားလည်းရှိပါတယ်။ပေါင်းတော့ရေဓာတ်ဖြစ်တဲ့အတွက်ဓာတ်တဘောကရေဖြစ်တဲ့အတွက်ရေဆိုတာကဘယ်အရာနဲ့ပဲခုခုပြတ်တော့ဖို့အင်မတန်ခက်ပါတယ်ခင်ဗျ။အဲကြောင့်မလို့ဗုဒ္ဓဘုရားရေဓာတ်ဖြစ်တဲ့အတွက်ပျော်ပြောင်းတတ်တယ်လို့အကောင့်တင်ကြည်တရားဆင်ဖြစ်တဲ့အတွက်လည်းအင်အားကြီးပါတယ်ခင်ဗျ။နောက်စိတ်ဓာတ်ကလည်းအစွန်းရောက်စီတတ်ပါတယ်ခင်ဗျ။နော်အောင်တော့အင်အားကြီးတာဖြစ်တဲ့အတွက်ငါလုံးရင်ဖြစ်တယ်ငါကြံရင်ဖြစ်တယ်ဒီနှစ်မှာတော့ဗျာ ဗုဒ္ဓဘူးတွေကမရဏကျူမှာကြတာဖြစ်တဲ့အတွက်အစားမတော်ရင်တလောက်တယ်အသွားမတော်ရင်တလန့်တယ်ဟုတ်ကဲ့ကံကောင်းရင်တော့တစ်ချက်ဆိုသလိုပဲနော်ဒါပေမဲ့မရဏအိမ်မှာကြတယ်ဆိုလိုမျိုးအချို့ဆိုလို့ရှိရင်လဲသိရင်တော့မြေကြီးတဲ့ရှင်ရင်တော့ရွှေကြီးပါခင်ဗျာနော်ဒါကကျွန်တော်တို့ရှင်းဆရာဆရာကြီးတွေရဲ့ကျန်အကိုကောက်ထောက်ပြီးပြောရပါသိရင်မြေကြီးရှင်ရွှေကြီးဆိုတာလည်းရှိပါတယ်ခင်ဗျာနောက်တစုထိုးလုံးလို့မသိနဲ့နှစ်ပါခင်ဗျာနော် တော့လူရဲကန်ရဲရှိတယ်ကိုယ်တိုင်လို့ရမှာကျင့်တတ်တယ်ဆိုတော့လူမျိုးထဲမှာလည်းပါပါတယ်ခင်ဗျเนาะအဲ့တော့မရဏလူရဲ့သုံးမုံကတော့စိုးရင်စိတ်လည်းကြီးစမာတယ်ခင်ဗျဆုံးရှုံးပျက်စီးမှုတွေလည်းများစေတတ်ပါတယ်နောက်1389ခုနှစ်မှာတော့ဗုဒ္ဓဘုရားသမီးများဟာစွန့်လွတ်မှုတွေပျောက်ွယ်မှုတွေလည်းကြုံစီတတ်ပါတယ်ခင်ဗျအင်မတန်မှလည်းရံများတတ်ပါတယ်ခင်ဗျเนาะအတိုက်ခံတွေလည်းရှိစေတတ်ပါတယ်နောက်စိတ်ဝေဒနာနဲ့ပတ်သက်တာ ိုဝေဒနာတက်ပါတယ်ဒါစိတ်ဝေနာကိုဝေနာလည်းခံစားရတတ်ပါတယ်ခင်ဗျာနောက်နောက်ဒေတာလည်းဖြစ်တတ်ပါတယ်ကောင်းရင်လည်းအရန်ကောင်းတတ်တယ်လို့ဆိုရင်လည်းအရန်ဆိုးတတ်တယ်ပုရုပုသားသမီးတွေပါခင်ဗျာဒီနေ့ကမရဏကြိုကြတော့ကျိုးရဲ့ဆုံးမမှုကလည်းစကားပြောပါတယ်ဒါကြောင့်မလို့1389ခုနှစ်ကောသာတက်ကတဲ့မှာတော့မရဏမင်းလောင်းတီးပြူဆောင်လို့ပြောတာကလည်းဘုဒ္ဓဘုရားသမီးတွေပါခင်ဗျာနော်တင်းတင်း မသိရင်ရွှေကြီးဆောင်းဆိုတဲ့နှစ်လဲပြောလို့ရပါတယ်ခင်ဗျအဲ့တော့အကြံကောင်းရင်တော့လည်းတစ်ချက်ပါခင်ဗျကံကောင်းရင်လည်းတက်တက်လို့ဖြစ်စာပုဒ္ဓဘူးသားသမီးကြီးပါအဲကြောင့်မလို့ဒီနေ့မှာတော့ကြိုးစားအားထုတ်ရင်လည်းကြိုးစားအားထုတ်တယ်လို့ကံရဲ့ကုညီခြင်းမာသာခြင်းတွေခံစားရမှာပါခင်ဗျနော်ထူးချွန်တက်မြတ်စေတတ်ပါတယ်ရုပ်တရက်လည်းအောင်မြင်စေတတ်ပါတယ်ခင်ဗျနော်ပေါင်းစုံမမျော်လင့်မနဲ့လည်းခြေစူးကြီးတွေပေါက်စေတတ်တယ်လို့ ကန်စာတာကန်စာတာတွေတက်ပြီးတော့ကံမလို့ဟန်ကြတဲ့နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျာနော်ဒါပေမဲ့မရဏကျူရဲ့စုံမှုအားကြောင့်မပေါ့မပေါ့စေချင်ပါဘူးခင်ဗျာနော်ဒီနှစ်ကတော့အကြောင်းမလို့ဖရာတရားတွေများများလုပ်ပါဘာသာရေးတွေများများလုပ်ပါနော်အမိဘဆရာသမားအနန္တနန္ဒငါးပါးကိုမမေ့ပါနဲ့အထူးသဖြင့်ဗုဒ္ဓဘုရားသမီးများဟာတော့ဒီနှစ်မှာတော့ကံစာတာတွေညံ့နေတာပြက်နေတာတွေရ ညားတာဖြစ်တာဖြစ်တဲ့အတွက်ကံတာတာတွေကောင်းအောင်ကံတာတာတွေတက်လာအောင်လို့ရေလူပေးပါဗုဒ္ဓဘုရားရေလူပေးပါအမြစ်ကိုရေလောင်းပင်စီကိုရွှေချအညွတ်ကိုဖရာလူဆိုတဲ့ကဲ့သို့ဗုဒ္ဓဘုရားအညွတ်ဖြစ်တဲ့ကြာသာပရိနိဗ္ဗာန်ပေါက်ပန်းပြူသားတွေနော်ပေါက်ပေါက်ပွင့်နေထီးပြူတွေကိုယ့်ရဲ့မွေးနံတောင်းကလူပေးပါခင်ဗျနော်ပရိဝေလာအာယုလို့ခေါ်တယ်ဗုဒ္ဓဘုရားအာယုအရဖြစ်တဲ့စနေတော့ကနေပြီးတော့ ပေါပွားပွင့်နေလှူပေးပါခင်ဗျာနော်ပြီးတော့ရှိတော့ရှိရင်ပရိဝေလာအာယုနဂရဘုံမိလို့ခေါ်တဲ့ယာဟုတော်ဗုဒ္ဓဘုရားသမီးများအစ်စ်ဆိုလို့ရှိရင်မနဲ့မွေးတဲ့ဆိုရင်ပေါ့လေယာဟုတော်ကိုသွားပြီးတော့ညောင်ထောက်တာတွေလှူပေးပါခင်ဗျာနော်ညနေမှာမွေးတဲ့ယာဟုသားသမီးသားဆိုရင်တော့တနေ့လာအရှိရက်ကနေပြီးတော့ညောင်ထောက်တာတရားကင်းတာလေးတွေလှူပေးပါခင်ဗျာအသက်ကြီးတဲ့အဘွားများကိုလှူတာတန်းတာလေးတွေလှူပေးပါခင်ဗျာနော်ဒီနေ့ကတော့ စွန့်စားရမယ်အလုပ်တွေမလုပ်သင့်ပါဘူးတဲ့နော်ပုဒ်တော်ဘုရားသမီးများအဲ့တော့ဒီနေ့မှာတော့တရားတရားများများလုပ်ပေးပါဘာသာရေးတွေများများလုပ်ပေးပါခင်ဗျကောင်းမှုကုသိုလ်တွေလည်းများများလုပ်ပေးပါမိမိအတွက်ဂုံတိတ်ကနတ်မဲ့တေချင်းတွေပြင်မဲ့နှစ်ပြစ်တာဖြစ်တဲ့အတွက်အထူးတတိထားရမယ်နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျနော်1389ခုနှစ်ကောသာမှာတော့ဗုဒ္ဓဘုရားမရဏအိမ်မှာကြာတာဖြစ်တဲ့အတွက်ရေလုံငန်းရွှေလုံငန်းအဲ့လိုလုပ်ငန်းမျိုးတွေလုပ်မယ်ဆိုရင်လည်းအထူးတတိထားပါဦး ပိုင်မှလုတ်ပေါ့ဗျာမပိုင်ရင်မလုတ်နဲ့ဘာဖြစ်လို့လဲဆိုတော့မပိုင်မဲနဲ့ဝက်မွေးမိလို့ရှိရင်တော့မိမိရှိတာလေးပဲကုန်တတ်ပါတယ်နော်ဒါဘုံဆို1389ခုနှစ်ကကောသာဒီ50 50လို့ပြောလို့ရပါတယ်ခင်ဗျာအကောင်းကတဝက်အစိုးကတဝက်ဖြစ်တာဖြစ်တဲ့အတွက်ရက်တဲ့ကြငါတင်းတင်းနဲ့ငါကြောင်ကစကြံနေငါမှဘုရားကယ်ဆိုသလိုမျိုးပဲကိုယ့်ရဲ့စိတ်စေနာပေါ်မှာမူတည်ပြီးတော့မကောင်းတာတွေလုံးမရင်လည်းမကောင်းကျိုးတွေပေးတတ်တယ်လို့ ကောင်းတာတွေလုပ်မိပြီလေကောင်းကျိုးတွေပေးတတ်ပါလေ။တော့ဒီနေ့မရဏဘွားဖြစ်တဲ့ဗုဒ္ဓဘုရားသမီးများဒီနေ့ကောသာမှာဗုဒ္ဓဘုရားမရဏကြိုမှာကြာတာဖြစ်တဲ့အတွက်ရုပ်တည်းရဲ့လေးပြချင်းလေယောဂရာချင်းနော်ပြီးလို့ရှိရင်ဝင်းနဲ့ပတ်သက်တဲ့ယောဂတွေလေနဲ့ပတ်သက်တဲ့ယောဂတွေဒုက္ခဆိုင်ပါဘုံမိရဖြစ်တဲ့ဗုဒ္ဓဘုမနဲ့မွေးများဟုရာဟုတောင်းကိုအသွာလာဆင်ကျင်ပါခင်ဗျညဏ်နေမွေးတဲ့ရာဟုသားသမီးများကတော့အရှိရသွားတာလေဆင်ကျင်ပါခင်ဗျ ညံ့နေမှုတဲ့သာသမီများယာဟုသာသမီများကတော့တောက်ကြမြောက်ရက်ကနေပြီးတော့မှအရာမှာတန်ဖိုးတွေကားထားတရရှိကောက်ပရိတပတ်ဆက်ပြီးပါခင်ဗျာဒါဆိုလို့ရှိလို့ရှိရင်ယာဟုသာသမီများကံကောင်းစီတတ်ပါတယ်ဒါကြောင့်မလို့ယာဟုသာသမီများကတော့စိတ်ဉဏ်ကူဉဏ်လည်းဖြစ်စီတတ်ပါတယ်ခင်ဗျာအကြောင်းမလို့ဗုဒ္ဓဘုသည်မနဲ့မွေးရင်ဗုဒ္ဓဘုစစ်တယ်လို့ညံ့နေမွေးရင်ယာဟုဆိုပေမဲ့လို့တတ်တော်မှာတော့ကြွားပါတယ်ခင်ဗျာဗုဒ္ဓဘုမနဲ့မွေးလို့ ပေါ်တဘူးစစ်တယ်ဆိုမဲ့လို့တတ်တော်မှာတော့ရေတက်ကိုကူစားပြီးပါတယ်ညံ့နေမွေးလို့ယာဟုဆိုတာကလွဲ့လွဲ့ပါတို့ပါတော့ညာလေတတ်တော်မှာတော့ယာဟုဒီလေမုံတိုင်းတက်ဖြစ်ပါတယ်ခင်ဗျအဲ့တော့တတ်တော်မှာကွာတာဖြစ်တဲ့အတွက်စိတ်နေစိတ်ဓာတ်တွေလည်းကွာရက်ပါတယ်အဲကြောင့်မလို့ဘုဒ္ဓဘူးသားသမီးများဒီနှစ်ကတော့အစာမတော်ရင်တလုတ်အသွားမတော်ရင်တလန်းနဲ့အဲကြောင့်မလို့စကားအပြောအဆိုမတော်လို့ရှိလို့ရှိရင် လောက်ကန်ကြံစီသမ ्या တွေလွဲချော်မှုတွေဖြစ်စီတတ်ပါတယ်။ဒါကြောင့်မလို့1389ခုနှစ်ကောသာမှာတော့ခုနှစ်သားသမီးများအလုံးစိတ်ကြီးကြမ်းပါခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ရွှေညာမြေချမ်းနဲ့အားနေ့စဉ်နေ့တိုင်းအားပေးနေတဲ့မိဘပြည်သူများအလုံးမင်္ဂလာနှစ်သစ်ဖြစ်ပြီးတော့လိုရာဆန္ဒတွေပြေဝကြပါစေကြောင်းဧရင်လက္ခဏာကံပြာပညာတုတ္တသည်ဆရာကြီးဦးမြတ်ဆံမှ စုမုံကောင်တောင်းပေးပါရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်